င်္ဂလာပါခင်ဗျာ DIV နဲ့ Intern with ကြိုကြိုတဲ့ YouTube channel တို့ပေါင်းတင်ဆက်နေတယ်မြန်မာပြည်ရာတနစ်တာ season ရဲ့အထူးအ season နှစ်ကကြိုးဆိုပါတယ်အခု season မှာတော့စစ်တပ်ကျွန်တော်နောက်ခံပြုလာကျန်းဖို့လို့ဒုက္ခခေါ်ကြတယ်ပြည်သူ့ကြက်ခိုင်တဲ့ Computer Party USDP ဘယ်လိုဖြစ်လာတယ်ဒိုင်းပြည်နဲ့ဒုကောင်ကျူးဘာတွေလုပ်ခဲ့တယ်လဲဘယ်လိုကြဆုံးခဲ့တယ်လဲဒီနေ့ဘာဖြစ်နေတယ်လဲ ဆက်ရတွေကိုကျွန်တော်တို့စမ်းစစ်ကြည့်မှာဖြစ်ပါတယ်။အစိမ်းရောင်လန်နဲ့ဟလာဒီလိုဆုံးချက်ဖိုင်နဲ့ဖွံ့ဖြိုးရေးချက်ဖွန့် USDP ပါတီရဲ့အစိမ်းရောင်လန်တည်ငြိမ်နဲ့ဖွံ့ဖြိုးတိုးတက်ရေးကြေးကြော်တန်တွေနောက်မှာချက်ဖွန့်ဆိုတာတကယ်တမ်းကျတော့စစ်အုပ်စုဆက်ဆက်ရဲ့နိုင်ငံရေးမျက်နှာဖုံးတာပဲဖြစ်ပါတယ်။ချက်ဖွန့်ရဲ့ခေါင်းကိန်ဖခင်ကြီးကအာနာရှင်ဟောင်းတန်းရွှေသူ့မွေးဖွာပြီးတဲ့အခါဒါကနေပြီးတော့ တိမ့်စိန်လက်ထက်မှာဟလာအကွက်ကြကြစီစဉ်ခဲ့တဲ့ပြည်ပင်ပြောင်းလဲရေးကာလတခါ2015မှာကျန်းပွင့်ရဲ့ကြာဆုံးကန်းလက်ရှိကာလမင်းအောင်လှိုင်ထိန်းချုပ်မှုအောက်စသဖြင့်စေအုပ်စုဟာသူတို့ရဲ့အာဏာရှင်ဝစ်စုံဘယ်လိုဒီမိုကရေစီအရေးခြုံပေးခဲ့တယ်ဆိုတာ USDP ဖြတ်ခဲ့တဲ့လမ်းကအထင်အရှားပြောပြနေပါတယ် အခုပြောမှာကနိုင်ငံရေးပါတီတစ်ခုအကြောင်းမဟုတ်ပါဘူးစစ်တပ်ဟာအရက်ဖက်အယောင်ဆောင်ပြီးတော့နိုင်ငံရေးစီးပွားရေးဒိုင်ဒီအာနာအားလုံးကိုချုပ်ကင်ဖို့ဘယ်လိုစနစ်တကျလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ခင်ဗျာယူ एस တီဘီကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့သူ့ရဲ့မိခင်ဖွဲ့စည်း USDA ကနေပြန်ကြည့်ဖို့လိုပါတယ် တော့ USDA ဆိုတာကတော့ပြည်တော်စုချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးအသင်းပေါ့ဗျာနော်တန်းဆွေဦးဆောင်တဲ့အနာရှင်အောင်တန်းဆွေဦးဆောင်တဲ့နဝတနိုင်ငံတော်ညီညွတ်ပြောင်းမှုတိဆောက်ရေးအဖွဲ့အင်္ဂလိပ်လို SWOT အဲ့ဒီလက်ထက်1993ခုနှစ်မှာ USDA ကိုစပွက်ခဲ့တယ်နဝတကနောက်ကျတော့နာအဖာဖြစ်တယ် SWOT ကနေပြီးတော့ SPDC ဖြစ်တယ် USDA ဆိုတော့ကဘယ်တော့မှဒီလိုပုံမှန်ရက်ဖက်အဖွဲ့အစည်းတခုမဟုတ်ခဲ့ပါဘူး။နော်တရားခံတွေဝှထုတ်ဖို့ တိုင်းပြည်သူအဖွဲ့အစည်းကိုထိန်းချုပ်ဖို့စစ်ဘုံချုပ်တွေကစနစ်တကျပုံစံချစီစဉ်မွေးထုတ်ခဲ့တဲ့နိုင်ငံရေးလက်တံတစ်ခုပဲဖြစ်ပါတယ်။တခေါင်ပြင်းနဲ့အစောပိုင်းကာလာရောက်တော့ USDA မှာအဖွဲ့ဝင်ပေါင်း24သန်းကျော်ရှိတယ်လို့ဗိုလ်ချုပ်တွေကဆိုပါတယ်။ဒါတိုင်းပြည်သူဦးရဲ့အချိန်တိုင်းပြည်သူဦးရဲ့ထောက်ဝက်နီးပါးရှိပါတယ်။တို့ရဲ့ပါတီဖွဲ့ဝင်ဆိုသူတွေထဲမှာနော်အစိုးရဝန်ထမ်းအများစုအားလုံးပေါ်ပြတယ် ီးတော့ចောင်းဆရာဆရာမတွေចောင်းသူចောင်းသားတွေសាធិយាဖြင့်ဒီလူတွေကိုဖိအားပေးပြီးတော့ဖောက်ဝင်ဖြစ်ခွင့်ထိုင်ခဲ့တာပါဟဲ့လားအခွင့်အရေးတွေနဲ့မြူဆွဲတယ်ချိန်ချောက်တယ်សាធិយាနှမျိုးစုံပဲပေါ့ဗျာသူတို့ဖောက်ဝင်ဖြစ်အောင်ဝင်ခိုင်းခဲ့တယ်ဒီ USD ရဲ့ယူရချက်ကရှင်းပါတယ်ဒိုင်ယနာစီလုံးညညရေးဆိုတာကိုအကောက်ွယ်ယူပြီးတော့စစ်တပ်ဩဇာနာခံဖို့နာခံအောင်လုပ်ဖို့နော်အလို့သားဒီမိုကရေစီပေါ်ချုပ် NLD နဲ့ဒီမိုကရေစီရေလှှရှားမှုခေါင်းထောင်မလာဘူး နော်ရက်ရွာကြီးရက်ကြီးကြီးပေါ့ဗျာရက်ွက်ကြီးပြောက်အုပ်စုကနေပြီးတော့နိုင်ငံတော်အဆင့်အထိနော်အဖွဲ့အစည်းမျိုးစုဖန်တီးပြီးတော့အုပ်ချုပ်ရေးကိုထိန်းချုပ်ဖို့ဒါတွေပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ USDA ဆိုတာ passive ဝါဒဆွဲလှုပ်ရှားမှုတစ်ခုတက်တက်ပါပဲနိုင်ငံရေးတကြောလှုပ်ရှားမှုတွေကိုချိန်ချောက်တယ်နှောက်ရက်တယ်စစ်တပ်ကိုထောက်ခံတဲ့စူဝေးပွဲတွေထောက်ခံမှုတွေလုပ်တယ်လုတ်ကြံဝါဒဖြန့်တာတွေလုပ်ပါတယ် နောက်ချင်းခုနှစ်မှာသူတို့ချိန်ရေးဆွဲခဲ့တဲ့ချိန်ကဥပဒေပေါ်လာပါတယ်နောက်ခုနှစ်မှာတန်ဃာတော်တွေဦးဆောင်တဲ့ရှူပွားရောင်တော်လန်ရေးကိုရေးရဆက်ဆက်ဖြိုခွဲပြီးလာဂစ်မုန်တိုင်းအပြင်းအထန်တိုက်ခိုက်ခံရပြီးအတုမီရောဒူးဆန္ဒခိုင်းပွဲကိုလှုပ်ပြီးအတီးပြုတ်တယ်ဒီချိန်ကဥပဒေဒီစစ်တပ်ကအာဏာချုပ်ကိုင်မှုခိုင်မြဲစေဖို့အတွက်စနစ်တကျအစီအစဉ်ချရေးဆွဲခဲ့တဲ့ချိန်ကဥပဒေဖြစ်ပါတယ် ဒီကျန်ဥရိယနော်ဂါဝေးဥစ္စချုပ်ကလွတ်တဲ့စစ်တပ်ကိုယ်စားလှယ်ဆိုသူ25ရာခိုင်နှုန်းတွတ်တော်ထဲမှာအခမ်းအနားဝင်ထိုင်ပါတယ်ဝန်ကြီးဌာနပြည်ကဂါပွေရေးပြည်ရေးရေးနေဆက်ရေးရာဆိုတဲ့အဓိကဝန်ကြီးဌာန၃ခုစစ်တပ်ကချုပ်ပိုင်ထားပါတယ်ဂါဝေးဥစ္စချုပ်ဆိုသူဒီဗီဒိုအာနာရှိပါတယ်ပြောရတော့ဂါဝေးဥစ္စချုပ်သဘောမတူဘဲနဲ့ဒီကျန်ဥပေပါပြတ်ထန်းချက်ဘာမှလုပ်လို့မရဘူးဘာမှပြင်လို့မရဘူးပြောင်းလို့မရဘူး 2020ကျတဲ့အခါကျတော့ရွေးကောက်ပွဲအတွက်ပြင်ဆင်ကြပါတယ်အဲတော့ USDA ကိုနိုင်ငံရေးပါတီအဖြစ်အသွင်ပြောင်းပါတယ်2030ဇွန်လမှာအခုတည်နေတဲ့ဂျမ်ပေါ့ရောင်စုကြံ့ခိုင်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဆိုတာဖြစ်လာပါတယ်အဲဒီတော့ကအဲ့ဒီပါတီရဲ့ခေါင်းဆောင်ကမိုးချုပ်ကြီးဟောင်းဝန်ကြီးချုပ်လုပ်နေတဲ့တိန်းစိန်ဖြစ်ပါတယ် USDA ကလည်း USDP ကိုပြောင်းတယ်ဆိုလို့ဆိုတာကလည်းပဲတနခါလိမ့်ယူ ပြောင်းလာပဲဖြစ်ပါတယ်။နာမည်ပြောင်းတယ်၊တနခါလိမ့်ကိုပြောင်းတယ်။အရာပဲလူမှုအဖွဲ့အစည်းလိုနာမည်ခန္ဓာရာကနေပြီးတော့နိုင်ငံရေးပါတီအဖြစ်ပြောင်းတယ်။တကယ်တကယ်ကျတော့ USDA ဖွင့်ထားတဲ့ယုံတွေအကုန်လုံးကို USDP ကယူပါတယ်။ USDP ယုံတွေဖြစ်သွားပါတယ်။ USDA ရဲ့ပိုင်ဆိုင်မှုတွေဖွဲ့စည်းပုံတွေအကုန်လုံးကို USDP ကယူပါတယ်။ဒီကောက်ပွဲအတွက်လုပ်ပါတယ်။နော်။တိန်စိန်လိုတရားမြင်မှုလိုထေးမှုလိုရွှေမန်းလိုစစ်ဘုတ်ကျောင်းဟောင်းတွေ USDP ရဲ့ခေါင်းဆောင်နေရာရောက်လာကြပါတယ်။ချုပ်ပြောရရင် USDP ကြံ့ဖွင့်ဆိုတာဒီအရသာဝတ်စုံနဲ့စစ်တပ်သားပဲဖြစ်ပါတယ်အတော့ဆက်ပြင်းနေမှာလုပ်တဲ့ရွေးကောက်ပွဲကို USDP ပါတီကအသာစီးအကုန်ယူပြီးတော့ရွေးကောက်ပွဲဝင်ခဲ့ပါတယ်နိုင်ငံရဲ့ဗန်ဒါငွေကြီးနော်ရန်တရားနော်စစ်တပ်ရဲ့အကာအကွယ်ယူပါတယ်တိုက်ခန်းတွေကိုဖိနှိပ်ပါတယ် အဲ့တော့လူသားဒီမိုကရေစီပွဲချုပ် NLD က130ရွေးကောက်ပွဲကိုတပိတ်မောက်ပါတယ်ရွေးကောက်ပွဲမဝင်ပါဘူးကျန်းဖွန့်ပါတီက85ရာခိုင်နှုန်းအနိုင်ရပါတယ်တွတ်တော်ရဲကအလိုလျောက်25ရာခိုင်နှုန်းစစ်တပ်ကယူထားပြီးသားပါ2017ခုနှစ်မတ်လမှာဦးသိန်းစိန်တမနာဖြစ်လာအမိကန်ရတအစိုးရဟန်ဆောင်းပါတယ်တကယ်ကတော့စစ်တပ်အထင်းကိုအောက်မှာပဲအခိုင်မှာရှိနေခဲ့တာအဲ့ဒီမှာ လူတွေမျောလင့်မထားခဲ့တဲ့ဖြင်မထားခဲ့တဲ့အခြေအနေလေးဖြစ်ခဲ့တာရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဦးသိန်းစင်ဆိုရကပြုပြင်ပြောင်းလဲရေးပြီးတတိကြီးကြီးထားပြီးတော့လုပ်ခဲ့တာပါ။တုတ်တာကတော့တတိကြီးကြီးထားပြီးတော့လုပ်တာ။ဘာကြောင့်လုပ်ကြလဲဆိုတော့ဒီပိုင်းကနိုင်ငံတကာထောက်ခံမှုကြောင့်ဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့အဲ့ဒီအချိန်မှာစုပ်ပြတ်တက်နေတဲ့နိုင်ငံစီးပွားရေးကုစားမှုဖြစ်ပါတယ်။အဲ့တော့ဦးသိန်းစင်ဦးဆောင်နဲ့နော်စစ်တပ်အရေးကွန်ပြောင်း အယတအစိုးရအမိခံတဲ့အစိုးရကဘာတွေများလုပ်ခဲ့တယ်လဲထောင်သွေးထင်ချထားတဲ့ထင်ရှားသူတွေအပါအဝင်နိုင်ငံရေးကျင်းသားတွေကိုထုတ်ပြခဲ့ပါတယ်စင်စာတိဖြတ်တာနော်စာရီကိုဖြတ်တယ်ရုပ်ရှင်တွေဖြတ်တယ်နှုတ်ပညာတွေဖြတ်တယ်နော်စစ်တပ်ကမကြိုက်ရင်ဘာမှမရေးရအောင်မပြောရအောင်မဖန်တီးရအောင်ဒီလိုမျိုးစင်စာစင်းစင်းစကန်တွေကိုဖြည့်လျော့ပေးခဲ့ပါတယ် ပုဂ္ဂလိကမီဒီယာတွေတီထောင်ခွင့်ပေါ်လာခွင့်ပြုခဲ့ပါတယ်။တန်တချက်တွေရှိပေမဲ့လည်းဆန္ဒပြတာတွေကိုတိုင်းနာတစ်ခုထိခွင့်ပြုခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေပြန်ပါလာနိုင်တဲ့အခြေအနေမျိုးပေါ်ပေါက်ခဲ့ပါတယ်။ဒါကနိုင်ငံရေးပြင်ပြောင်းမှုနဲ့ဆိုင်တဲ့ကဏ္ဍလို့ပါနိုင်ငံကိုလည်းနှုတ်ကိုအရင်တုန်းကဟလာ ပုံသေးငွေလဲနှုတ်ပေါ့ဗျာဒေါ်လာကို9ကျပ်ဒီ6ကျပ်ဒီ6ကျပ်ခွဲဒီလိုတတ်မှတ်ထားတာကနေပြီးတော့ဈေးခွက်အတိုင်းပဲအရှင်နော်ကြောင်းလဲပြီးခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာဟလာဒေါ်လာငွေကြီးဈေးခွက်ပေါင်ကိုဖြစ်နေတာပျောက်သွားပါတယ်ပေါင်ကိုဈေးခွက်ပျောက်သွားပြီးတော့ဆက်သွယ်ရေးလုပ်ငန်းကိုဖွင့်ပေးခဲ့ပါတယ်ဆက်သွယ်ရေးဆိုတော့ telecommunication ပေါ့နော်ဒီ telecommunication ကို ဖွင့်ပေးခဲ့ပါတကယ်တကယ်အဲ့ဒီတိုင်ရင်တုန်းကကျွန်တော်တို့တယ်လီဖုန်း mobile phone ပေါ့နော်အခုလွယ်တကူရနေတဲ့ mobile phone လူတိုင်းလူလူကင်တန်တဲ့ mobile phone ဆိုတာဟိုတိမ့်ကိုယာနဲ့မချင်တော့မှဆယ်ပေါင်းမြောက်စွာပေးရပါတယ်နော်စင်ကတ်နေဆိုတော့လေအင်မတန်ဈေးကြီးပါတယ်တာမန်တွေဘယ်လိုမှကိုလမ်းမပြီးတဲ့အနေအထားဖြစ်အောင်လုပ်ထားခဲ့တာဆိုတော့အဲ့ဒီမှာဒီဆက်သွယ်ရေးကဏ္ဍကိုပြင်ပြောင်းနေလုပ်လိုက်ပါတယ်လုပ်လိုက်တဲ့အခါကျတော့စင်ကတ်တွေအဲကိုချုပ်ထားတာကို short ပေါ်ပေးလိုက်ပါတယ်အဲ့တော့စင်ကတ်တွေလိုလိုကူကူဈေးပေါ်ပေါ်နဲ့ရလာတယ် စင်ကတ်ကိုလွယ်ကူမှုဈေးပေါ်ပေါ်နဲ့ရလာတယ်တစ်ဖက်ကလည်းပဲလာမိုဘိုင်းဖုန်းတွေဈေးသက်သာတဲ့မိုဘိုင်းဖုန်းတွေအလုံးကြီးနဲ့ဝင်လာတဲ့ခါကျတော့နော်တိုင်းပြည်လူတွေများစုနော်မိုဘိုင်းဖုန်းတွေပေါ်ပေါ်တည်တည်ခိုင်ခွင့်ရခဲ့ပါတယ်ဒီပါယင်းနည်းမှုတွေယင်းနည်းမှုနံမှုတွေဝင်လာအောင်ဖန်တီးပါတယ်ဒီမှာအပြင်ဒီလိုဝါလိုတဝဲလိုကြော့ဖြူလိုအထူးစီးပွားရေးစုံတွေဖန်တီးခဲ့ပါတယ်ဟလာတသက်လုံးသူတို့ဖုန်းဖိကာွယ်ပြီးတော့လုပ်လာခဲ့တဲ့နိုင်ငံနိုင်ငံရဲ့ယာသုံးမွေစင် ဒီဂျာတုံးပြည်စင်ဘတ်ဂျက်ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့ဟလာပွန်လင်းမြင့်တောင်းမှုဒစိတပိုင်းတိုးတက်လာခဲ့ပါဗျအပြည့်အဝကြီးမဟုတ်ပေါ့ဒါပေမဲ့လည်းဒစိတပိုင်းတိုးတက်လာခဲ့ပါဒါကစီးပွားရေးကဏ္ဍနဲ့ပတ်သက်လို့ပါလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့တိုင်းသားလူမျိုးစုလက်နက်ကိုင်ဖွဲ့တွေပါဝင်လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ NCA လို့ခေါ်တဲ့တိုင်းနိုင်ငံလိုတိုက်ခိုက်ရေးဆင်မှုဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီတဲ့အခါကျတော့ သူတို့ကိုသူတို့ ਨੇ ပလေးနံပါတ်၁နဲ့ဒီနေ့ပြပပညာရှင်တွေပါတယ် NPC မြန်မာညီငယ်စင်တာဆိုတော့ကိုဖွင့်ခဲ့ပါတယ်အဲ့တော့အဒီလိုပြပပြောင်းလဲမှုတွေလောက်တာကြောင်းမို့လို့ပဲဦးသိန်းစိန်ကိုဒီနေ့ပြပကချီးကျူးခဲ့ကြပါတယ် American သမ္မတဘရက်ကိုဘာမှအဲ့ဒီအချိန်ကမြန်မာနိုင်ငံကိုလာခဲ့ပါတယ်ဦးသိန်းစိန်နဲ့လည်းတွေ့ခဲ့ပါတယ် American ကမြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့တန်ခတ်ရည်ရွယ်မှုတွေကိုအများစုစုသိမ်းပေးခဲ့ပါတယ်သို့တော်လည်းပဲအဲ့ဒီပြပပြောင်းလဲမှုရဲ့နောက်ွယ်ပါ ော်တိုင်းပြည်ကိုစစ်တပ်ကအုပ်စီးထားတဲ့တိဆောက်ကိုဖွဲ့စည်းပုံကဘာမှအကြောင်းလည်းမရှိခဲ့ပါဘူး။မစောပိုင်းကပြောခဲ့တဲ့လိုကာဝေးဝန်ကြီးဌာနပြည်ထောင်ဝန်ကြီးဌာနနေဆက်ရေးဝန်ကြီးဌာနတွေဟာစစ်တပ်လက်ထက်မှာပဲရှိပါတယ်။တောင်ရှိအခြေခံဥပဒေအရကာဝေးဥစည်းချုပ်ကနော်ကိစ္စဝအရရက်ကိုဗီဒီယိုအနာသုံးပြီးတော့ပယ်ချခွင့်ရှိပါတယ်။ရုံးတခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကြံ့ပွန့်သည့်စစ်တပ်ရဲ့နိုင်ငံရေးလက်တံအဖြစ်ဆက်ရှိနေခဲ့ပါတယ် နောက်ဆုံးအဲဒီကာလကအစ်စ်လို့ပြောလို့ရတယ်ငင်းချင်းကြီးလူငယ်စဉ်တည်ပြီးလင်းပုံတရံရတာအစ်စ်ဖြစ်တာပါအနှစ်သာရပိုင်းမှာအားနေချက်တွေအနာအဆာတွေအတိပါနေတာပါနော်လက်မှတ်ထိုးတဲ့လက်နက်ကန်ရဲ့အဖွဲ့တွေကနိုင်ငံရေးအချက်အာမခံချက်ဘာမှမရခဲ့ဘူးတကယ်တကယ်ပြောရဲဒါအပြင်စစ်တပ်ကကချင်တို့ချမ်းမြောက်ဒိုင်းဒေသတွေမှာနော်စီအေးကြထိုးစစ်တွေဆက်ပြီးတော့လုပ်နေခဲ့တာပါပဲနော်ထိုးစစ်တွေရက်သွားတာမဟုတ်ပါဘူးတိုက်ပွဲတွေရက်သွားတာမဟုတ်ပါဘူး အဲ့ဒီကနေ2015ရောက်တဲ့အခါကျတော့အဲ့ဒီအချိန်မှာနော်2010နဲ့2015ကာလအတွင်းဟလာအဲ့ဒီကာလအတွင်းမှာဒိုင်းပြည်ရဲ့အခြေအနေတိုးတက်မှုရရကောရှိနေတဲ့အကန့်အသတ်တွေပါလူစုကသိမြင်ခံစားနားလည်ခဲ့ကြပါပြီအဲ့တော့ဒိုင်းပြည်ကိုဖွင့်ပေးတာပြည်ပြည်ပြောင်းပြောင်းလဲတာကြိုက်ကြပါတယ်သဘောကျကြပါတယ်ဒါပေမဲ့လည်းပဲတိုင်းပြည်လူလူချင်တာကဒီမိုကရေစီစစ်စစ်ကိုလိုချင်တာပါ စစ်တပ်ကပူနာလေးပိတ်လိုက်ဒီနေရာလေးဖွင့်လိုက်နော်ပိတ်ကဖွင့်တာနဲ့ပေးတဲ့ဒီမိုကရေစီအတူရောက်လို့လူချင်တာမဟုတ်ပါဘူးဒါကြောင့်မို့လို့2015ဒိုဘာလာမှာလုတဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲမှာမြူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကအပြတ်အသတ်အနိုင်ရခဲ့ပါတယ်ကျန်ဖို့ပါတီဒီအာနာယပါတီဘွားကနေပြီးတော့အတိုက်ခံပါတီအဖြစ်ဇန်လျှောတော့ပါတယ်ဒါကကျန်ဖို့ပါတီရဲ့ အထမဆုံးတကယ်ကြာဆုံးခံဖြစ်ပါတယ်လူလူဟာသူတို့ထိမ့်ချုပ်ထားတဲ့အောက်ကနေလွတ်သွားပြီလို့တိလိုက်တဲ့စစ်တပ်က shock ရပါပါအထိတ်တလန်ဖြစ်သွားပါလေနောက်တစ်ဆက်6ခုနှစ်ကဆောက်လို့ကျန်းပွန့်ပါတီဟာသူတို့ကိုယ်တိုင်သူတို့သူတို့ကိုယ်သူတို့ဘာမှမသိတဲ့ ော်ဘယ်လိုပါတီမှန်းမသိတဲ့ပြောရင် identity crisis လို့ပြောအောင်အင်္ဂလိပ်လိုဆိုရင်ကျန်ရင်လက္ခဏာအကျပ်တဲစိုက်သွားပါတယ်အာနာလည်းမရှိရောငိုတွေကဘာမှခိုင်မာမှုမရှိတဲ့ပါတီမှာရည်ရွယ်ချက်တို့ဥတီချက်တို့ပျောက်ကုန်ပါတယ်ဘာမှမရှိတော့ပါဘူးဘာမှထောက်ခံအားပေးမှုဆိုတော့လည်းပဲမရှိတော့ပါဘူးအကုန်လုံးပျောက်ကုန်ပါတယ်ပါတီတွင်းမှာအပွဲအပြည့်တွေဖြစ်လာပါတယ် ော်ဦးသိန်းစင်တို့ဦးဆောင်တဲ့အစုကနိုင်ငံရေးရောက်သွားနေတဲ့လမ်းကြောင်းပေါ်မှာဆက်ပြီးတော့ပါဝင်ကြပါတယ်ဒါပေမဲ့လို့ပဲဒါပေမဲ့လို့လေမြောက်လိုင်းဦးဆောင်တဲ့မြောက်လိုင်းအပါဝင်ပေါ့ဗျာနော်ဒါအမာပေါ့နော်သဘောထားအမာဥစုပေါ့ဒီအမာဥစုကတော့သူတို့ကတော့ထိတိုက်တွေ့ခြင်းနဲ့စစ်တပ်ကအလုံးစုံထိန်းကျောင်းတဲ့အခြေအနေကိုသူတို့ကပြန်သွားခြင်းကြပါတယ်။ဂျမ်ပွန်ပါတီရဲ့မြေပြင်မှာထောက်ခံမှုတွေအတူတူကိုယ်ကွယ်ဖြစ်သွားပါတယ် အဖွဲ့ဝင်တွေဟာညာစုကအခွင့်အရေးအတွက်စံဖွဲ့ပါတီလည်းကိုဝင်ကြတာပါနော်စံဖွဲ့ပါတီရဲ့မူဝါဒတွေကိုချိန်လို့ပါတီကိုသဘောကျလို့ဝင်ကြတာမဟုတ်ပါဘူးအဲ့လိုသူတို့ရနေတဲ့အခွင့်အရေးတွေအခွင့်ထူးခံတွေလည်းပျောက်သွားတဲ့အခါကျတော့ဆရာချက်တန်းဆိုတော့လည်းမရှိတော့ပါဘူးတူတူပါသွားတာပေါ့နော်အဲ့ဒီမြရတော့တဲ့အခွင့်ထူးခံတွေတူတူပါသွားတော့တောင်းလဲစေရောက်ကွယ်ကျတော့ဂျန်ဖုန်ပါတီကပူဆိုးတဲ့အခြေအနေနဲ့ရှုံးတဲ့အင်ဆန်ရပါတယ်လွတ်တော်အမှတ်နေရ1100ပါ ချက်ဖို့ပါတီအနိုင်ရတာ33နေရာပဲရှိခဲ့ပါတယ်။ NLD ပါတီကတော့80ရာခိုင်နှုန်းမိပါထပ်ပြီးတော့အနိုင်ရပါတယ်ပြန်ပြီးတော့အနိုင်ရပါတယ်။အဲဒီမှာရင်မေအွန်လိုင်းတို့အစုသဘောပေါက်လိုက်တာကတိုင်းပြည်မှာတရားမျှတတဲ့အခြေအနေအောက်မှာလုပ်တဲ့ဘယ်လိုရွေးကောက်ပွဲမျိုးမှမှသူတို့မနိုင်နိုင်တော့ဘူးဆိုတာပါပဲ။ဒါကြောင့်မို့လို့လည်းပဲ အစိုးဆုံးနီလန်းနဲ့မိုက်မဲဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်2020ရေကောက်ပွဲမှာစုပ်ပြတ်တက်နေအောင်ရေးနှင်းရှုံးနှင်းပြီးတဲ့နောက်ဘာထောက်ထားမှမရှိပဲနဲ့မဲစီနေလွဲတယ်ချော်တယ်မတမာမှုဖြစ်တယ်ဆိုပြီးတော့အကြီးအကျယ်ဆွဆွဲကြပါတယ်တပ်ဖို့ပါတီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့အဲဒီတော့ကျွန်မကောင်းဆောင်တန်းသေးလူလူမျိုးကစစ်တပ်ဝါရဖြန့်ချီအတွက်ရှေ့ထွက်ပြီးတော့ အရသာရောင်ဆောင်ထားတဲ့ကျန့်ဖို့ရဲ့စစ်တပ်ရဲ့ရှေ့ထွက်ဝါရဖြန့်ချီရေးပေါ့ဗျာချေချေပြန့်ပြန့်နေလို့ဂျပန်ပါတီကပန်ကြောလော်ရီတင်းနေဗင်းစာရှင်လမော်ရီလုတ်တယ်ရွေးကောက်ပွဲပြန်လုပ်ဖို့တောင်းဆိုတယ်ဒါတွေအကုန်လုံးကမင်းအောင်လိုင်းအာနာသိမ့်ဖို့အတွက်လိုအပ်တဲ့အခင်းအကျင်းတွေဖန်တီးပေးခဲ့တာဒီကြတဲ့အချိန်မှာဖေဗူလာ၁ရက်နေ့မှာမင်းအောင်လိုင်းတို့ဂျပန်စစ်တပ်ကအာနာသိမ့်လိုက်ပါတယ်ဒီလိုအာနာသိမ့်တာကို USDP ဂျပန်ပါဂျပန်ပါတီကထောက်ခံပါတယ် ဒီမိုကရေစီကိုကာကွယ်ဖို့လိုအပ်တယ်လို့ဆိုခဲ့ပါတယ်။တကယ်တမ်းကျတော့သူတို့ကာကွယ်တာဒီမိုကရေစီမဟုတ်ပါဘူး။ဆုံးရှုံးသွားတဲ့သူတို့ကိုယ်တိုင်ရဲ့အခွင့်ထူးခံအနေထားဒါကိုကာကွယ်တာပဲဖြစ်တာ။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဂျမ်ဖွန်ပါတီကလူအများအပြားမင်းအွန်လိုင်းတို့အာဏာသိမ်းအုပ်စုဖွဲ့တဲ့ SAC စကားစားတယ်ပါပါလာပါတယ်။ ဂျပန်ပါတီဝင်ဟောင်းတွေဝင်ကြီးတွေဝင်ကြီးချုပ်တွေစသည်ဖြစ်လာပါတယ်။မြောင်းနိုင်ငံစေအုပ်စုကအကြမ်းဖက်စေအုပ်စုကငြင်းချမ်းတဲ့ဆန္ဒပြပွဲတွေကိုအကြမ်းဖက်နှိမ်နင်းတာကိုဂျပန်ပါတီကလူသိရှင်ကြားဖောက်ခံခဲ့ပါတယ်။အဲဒီလိုလိုရမျိုးတွေနဲ့တစ်ချိန်လုံးကရှိခဲ့ပြီးတော့နည်းနည်းကြံနေသေးတဲ့တရားဥပဒေအနေအချင်းကိုတော့မှဂျပန်ပါတီကသူတို့ကိုယ်တိုင်သူတို့ဘာသာဖြစ်စီခဲ့ပါတယ်။ နိုင်ငံတော်မှာတည်ထားတာကျပ်ဖို့ပါတီဆိုတာနိုင်ငံရေးပါတီမဟုတ်ပါဘူးစစ်အာဏာရှင်ရဲ့လက်ကမ်းတုပ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဗျာကျပ်ဖို့ဆိုတာကမာလာရဲ့လက်ဝေခံအဆောင်အယောင်လက်တန်တစ်ခုပါပဲနော်လက်ရှိဥပဒေခင်ကိုကြည့်ပါသူကမဟာလာတော်ကောက်ပြီးတော့ကျန်းမာဥက္ကဋ္ဌဖြစ်လာတာပါ။နော်ဘုံမှုချုပ်ဟောင်းပြည်ရေးဝန်ကြီးဟောင်း ရဲကျို့ဖောင်းသူ့လက်ထက်မှာအမျိုးဘာသာတာသနာဘာညာဆိုတဲ့အဖွဲ့ကြီးပေါ်လာတယ်နော်ပြူစောတိလိုဟာမျိုးတွေကိုအားပေးအမြောက်လုပ်ခဲ့တယ်သူတို့ပါတီပြင်းယူကောက်ပွဲဆိုတော့ကလှုပ်ဆက်တက်တက်ပါပဲအကုန်လုံးစီစဉ်ပြီးသားဖန်တီးပြီးသားဂျူတင်ပြင်ဆင်ပြီးသားလုပ်တဲ့ယူကောက်ပွဲမျိုးမှာကျန်ဖို့မှာတီးချလွတ်လပ်တဲ့မူဝါဒဆိုတာမရှိပါဘူးလူတော်ကလည်းမရှိပါဘူးယုံကြည်ကိုးစားတဲ့ခေါင်းဆောင်မှုဆိုတာလည်းပဲမရှိပါဘူးကျန်ဖို့ရဒီနေ့လက်ရှိခံကဏ္ဍကိုကြည့်ပါ မာလာရဲ့အတူရောက်ယူကော့ဘွဲကိုဝင်ပါဖို့ပြင်နေတယ်ဝင်ပါမယ်ဒါဟာဆေအာနာရှင်ရဲ့အရက်ဖက်ညနေဖုံးဖြစ်ဆက်လုဆက်လုတော်ဖို့ဖြစ်ပါတယ်စစ်မှန်တဲ့ဆန္ဒမဲဖြစ်မှလည်းမဟုတ်ပါလက်ပတ်ကောက်ကြည့်ချင်းချောက်ဖျားပေးတဲ့ဤတွေနဲ့အာနာဆက်ချုပ်ထားဖို့သူတို့ဩဇာညောင်းမဲ့အစုအဖွဲ့တွေတထေခရိုနီတွေကို လိုက်အင်အားစုထားတာပဲဖြစ်ပါတယ်။တကယ်တမ်းတော့ USDB ဆိုတာကဟဲ့လားပြောရရင် zombie zombie ဆိုတာအလုံးသိကြပါသွေးစုပ်ဖုတ်ကော်ပေါ့။ zombie party ပါ USDB ဆိုတာကအသက်ကတော့မရှိတော့ zombie ဆိုတာအသက်မရှိဘူးဗျ။သူတို့ကိုသူတို့နောက်မှာ master ရှိတယ်အဲ့ဒီ master ကဟလာချုပ်ကင်ထားပြီးတော့ zombie တွေကလှုပ်ရှားနေ USDB party ဆိုတော့လေ jump party ဆိုတော့ဒီတိုင်းပါပဲအသက်မရှိတော့ပေါ့နော် မင်းအွန်လိုင်းရဲ့ main out မှာမင်းအွန်လိုင်းပြောတဲ့အတိုင်းခိုင်းတဲ့အတိုင်းဆက်ပြီးတော့ရက်တီလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အဲ့တော့ဒီလိုအခြေအနေဖြစ်နေတဲ့အပေါ်မှာသူတို့ Jumpon Party ဝင်ဟောင်းတွေကိုယ်တိုင်မကျေနပ်ဘူးဆိုတဲ့အတိုင်းကြားပါဒါမဲ့လည်းဘသူကပြောရမှာလဲဗျ။အချို့ဆိုရင်နိုင်ငံရေးနဲ့ဆက်မပါတော့ဘူးဆိုတဲ့အတိုင်းတွေလည်းကြားပါလူတို့လူလူယုံကြည်ထောက်ခံမှုဆိုတော့ပြောမနေပါနဲ့တော့ဘာမှမရှိတော့ပါဘူး0ပါတုံညပါ ကျမ်းပတ်ပါတီကတကယ်တမ်းနိုင်ငံအတွက်ဘာလို့ပြီးခဲ့တယ်လဲမျိုးသားပြောမျိုးသားပြောပါမျိုးသားပြောရင်တကယ်ဒီမိုကရေစီကျတဲ့လူဆောင်ချက်မျိုးကျမ်းပတ်ပါတီကလုပ်ပြီးခဲ့တာမရှိပါဘူးဟုတ်ပါတယ်ဘူသိန်းစိန်အစိုးရလက်ထက်မှာတိုင်းပြည်ကိုအကန့်အသတ်နဲ့ဖွင့်ပေးခဲ့တယ်ဟုတ်ပါတယ်စက်တော်ရေးကဏ္ဍအပြောင်းအလဲလုပ်ခဲ့တယ်ငင်းချရေးဆွေးနွေးပွဲတွေလုပ်ခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီလုံးသမျှသည်လာစစ်တပ်ချုပ်ကင်မှုပူအားကောင်းစီမှု လုပ်တာဖြစ်ပါတယ်။ဟလာလူမှုအကျိုးဖြစ်စေဖို့လူမှုပိုကောင်းလာဖို့ဆိုတဲ့တကယ်စေတနာအစစ်မှန်ယူရခြင်းနဲ့လုပ်တာမဟုတ်ပါဘူး။အကယ်၍မြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့မြင်ရရင်တော့ထင်ရရင်တော့အဲ့ဒီအချိန်ပေါ့နော်။စစ်ဘုရားတွေကပဲကလကနောက်ွယ်ကနေပြီးတော့ဆက်ပြီးတော့အာဏာယူချုပ်ကန်ထားနိုင်ဖို့ USDP ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။2021အာဏာသိမ်းလိုက်တာမှာတော့အဲ့ဒီကလကလုံးလုံး ကွာကျသွားခဲ့ပါပြီ။ထီအောင်ငိုးဘွားဖြစ်เสียလဲဘာမှမရှိတော့ပါဘူး။စစ်တပ်ထိန်းချုပ်တဲ့နိုင်ငံရေးမျိုးကိုစစ်ဘုံချုပ်တွေကစမ်းသပ်ခဲ့တာပါ။မအောင်မြင်တဲ့စမ်းသပ်ချက်ပြရုပ်တစ်ခုအဖြစ် USDP ကဒီကနေ့တည်ရှိနေတာပဲဖြစ်ပါတယ်။ USDP ဒီဒီမိုကရေစီကိုတိဆောက်ခဲ့တာမဟုတ်ပါဘူး။အာနာရှင်အတွက် နိုင်ငံကြီးမျက်နှာဖုံးတက်တက်ပဲဖြစ်တယ်ဆိုတာကတမိုင်းမှတ်တမ်းဝင်နေပြီးသားဖြစ်ပါတယ်အခုကမှတော့ဓမ္မလူလူရဲ့ရေစွမ်းတက်တီကိုကျိုးစွန့်မှုနဲ့အဲ့ဒီမျက်နှာဖုံးကိုလုံလုံဆွဲပြဲစုပ်ခွာတစ်ချခဲ့ပြတယ်မြေဥဒေါ်လာရေးအောင်ပွဲရဖို့အတွက်ဆက်ပြီးတော့တိုက်ပွဲဝင်နေကြတာနဲ့အများသင်ငန်းစာယူစရာကတော့ရှင်းလင်းပါတယ် လိန်ညာလှည့်ကြားပြီးတော့ဘယ်လိုဒီမိုကရေစီမျိုးကိုမှတိဆောက်လို့မရဘူးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးမှမအောင်မြင်နိုင်ပါဘူးဘယ်နိုင်ငံရေးပါတီမှဒီနေရာမှာတိုင်းပြည်မှာအရင်အကောင်းဆုံးလို့ပြောတဲ့စစ်တပ်ကကြောရနောက်ခံပေးထားတဲ့နိုင်ငံရေးပါတီပဲဖြစ်ပါစေလူမှုစံတော့ကိုစန့်ကျင်ပြီးတော့ တသလုံးရှင်တန်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးကြီးစုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ